နိုင်ငံတော်သမရဥနေဝင်းဆိုတဲ့နာမည်နဲ့တယောက်တည်းကပဲ26နှစ်နိုင်ငံတော်အာဏာကိုကင်တွဲကျင့်သုံးခဲ့တယ်။ဗမာမင်းတွေဖုံးတကူကြီးတာတဲ့တောင်တာပါတယ်။အဲ့ဒီလောက်ထိအောင်ဥနေဝင်းကတိုင်းပြည်ကိုဖိနှိပ်ချုပ်ချယ်အုပ်ချုပ်နိုင်တဲ့အခွင့်အလမ်းရခဲ့ပါတယ်။88တူပြီးသွားတဲ့အခါကျတော့အာဏာသိမ်းခေါင်းဆောင်ဘူဆောမောင်တက်လာပါတယ်။ဘူဆောမောင်ကဂရိပေးတယ်။ကြာကြာသူမသိမ်းပါဘူး။ ခမားတို့ကျွန်တော်တို့အစိုးရအဖွဲ့ကိုကြည့်လိုက်တဲ့ဝင်ကြီးရှစ်ယောက်ပဲရှိတယ်လူနည်းနည်းလေးနဲ့ဖွဲ့ထားတယ်အဲ့ဒါအတိတ်ပဲကနိုင်ငံတော်အာဏာကိုကျွန်တော်တို့ကြာကြာမသိမ်းဘူးလို့ပြောချင်တာအများဆုံးလွှဲပေးမယ်လို့ပြောချင်တာရွေးကောက်ပွဲအများလုပ်ပေးမယ်ပြောတယ်မလုပ်ပါနဲ့အာဏာသိမ်းပြီးရပိုင်းအတွင်းမှာပဲနိုင်ငံရေးပါတီတွေမှတ်ပုံတင်မှုဥပဒေပြဋ္ဌာန်းတယ်ချက်ချင်းပဲအစိုးရအဖွဲ့တစ်ဖွဲ့အနေနဲ့မလွယ်ဘူးသူလုပ်တာအယံမြန်လွန်းနေရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းပေးတယ် တနှစ်အတွင်းမှာရွေးကောက်ပွဲဥတွေပြဋ္ဌာန်းပေးတယ်။နှစ်နှစ်မပြည့်ခင်မှာရွေးကောက်ပွဲလုပ်ပေးတယ်။အယံမြန်တယ်။အဲဒါပေမဲ့ရွေးကောက်ပွဲပြီးတဲ့နောက်တော့အမျိုးမျိုးကျွန်တော်တို့အပြောင်းအလဲတွေဖြစ်သွားတယ်။သူကတော့အာဏာလွှဲမယ်လို့တဖွားဖွားပြောနေတယ်။ပြောလို့မကပြောတဲ့အခါကျတော့သူ့ကိုကြမ်းမာရေးမကောင်းလို့ဆိုအငိမ့်စားပေးလိုက်တယ်သိပ်မကြပါဘူးဆုံးသွားရှာတယ်။အဲ့တော့ဒါလည်းပဲကျွန်တော်တို့တမိုင်းမှာတစ်ခုရှိပါတယ်။ပိုစောမောင်မလုပ်ခဲ့တယ်လေ။ပိုစောမောင်ဘာကြောက် အဲကျမ်းပါရေးချိုယွင်းသွားတယ်လေဘာကြောင့်ဆုံးသွားတယ်လေဒီဟာလဲတစ်ချိန်မှာတော့မေးစရာမေးခွန်းနေဖြစ်လာပါလိမ့်မယ်အဲ့တော့ဘူဆော့မောင်နောက်ရောက်သွားခြင်းနဲ့အတူကျွန်တော်တို့ရဲ့နိုင်ငံရေးအခြေအနေလည်းအကြီးအကျယ်ပြောင်းလဲသွားတယ်ရွေးကောက်ပွဲအနိုင်ရတဲ့ NLD ပါတီရရဆက်ဆက်ဖိနှိပ်ခံရတယ်နိုင်ငံတော်အာဏာကိုပြန်လဲအနှင်းဖို့ကိစ္စကိုလုံးဝနောက်ဆုတ်သွားတယ်အကြောင်းအမျိုးမျိုးပြပြီးတော့2008ဖွဲ့စည်းပုံခြံဥပဒေကိုရေးမယ်ဆိုပြီးတော့သူတို့အချိန်ဆွဲလိုက်တယ် စံကားနဲ့နေပါအချင်းယူပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေကိုတို့ရေးတယ်။အဲ့ဒီကြားကာလတခြားလို့ကျွန်တော်တို့ကိုအကြီးအကျယ်ရရဆက်ဆက်ဖိနှိပ်အုပ်ချုပ်ခဲ့တယ်။လူတွေအများအပြားဘာအပြစ်မှမရှိဘဲနဲ့ပုံမှန်အမျိုးမျိုးနဲ့ထောင်ချခံခဲ့ရတယ်။ဒါတွေအလုံးကတော့ခင်ဗျားတို့လက်လန်းပြီးနေပြီးတိနေတဲ့အကြောင်းအရာတွေဖြစ်တော့ကျွန်တော်အကျယ်မချဲ့တော့ပါဘူး။အဲ့တော့ကျွန်တော်တို့ရဲ့စရုပ်ထမြန်မာနိုင်ငံဟာကျွန်တော်တို့ရဲ့တမိုင်းမှာအဆိုးအဝါဆုံးကာလ290လို့ပြောလို့ရပါတယ်။လူလူချင်းတူတူ ရရဆက်ဆက်အုပ်ချုပ်ခံခဲ့ရတဲ့ကာလပဲဟလာဒီကာလထဲမှာကျွန်တော်တို့ဗမာပြည်မှာနေခဲ့ရတယ်ဟလာကျွန်တော်တို့နိုင်ငံခြားထွက်တယ်ကျွန်တော်ပထမဦးဆုံးအကြိမ်နိုင်ငံခြားထွက်တော့ကျွန်တော်သားကျောင်းအဖို့စင်ကာပူကိုလာတာ2005ခုနှစ်မှာဗမာပြည်လေရင်ခွင်လေးမြမထွက်မချင်းကျွန်တော်ယင်လေးနေတယ်စိတ်ထဲမှာစင်ပြေပါမလားဆိုရဲခံစားနေပဲအချိန်မြန်ကပြန်ခေါ်ထားလိုက်ရမလားမသွားဘူးလို့ပြောမလားပိုက်ဆံလေးကလည်းပါသေးတယ်သားကျောင်းအဖို့ဒီပိုက်ဆံကျောင်းမဲငါအဖမ်းခံရမလား ကလေးဒုက္ခဖြစ်မှာဆိုလို့ကလေးပဲပေးထားအကုန်ကိုကယူထားတယ်ကလေးကနှစ်ယောက်ပါတယ်အဲ့ဒီပတ်စံအလုံးကကိုရှိမှာဒါနဲ့ပြစိတ်ထဲမှာပေါ့လေကျွန်တော်အများကြီးခံစားနေရတယ် stress တွေကလေးတွေမသိအောင်နေတာပေါ့ဗျစင်ကာပူလေရင်ကွင်းဆင်းတဲ့အချိန်မှာကျွန်တော်တော်တော်ကိုလွတ်လပ်တဲ့ခံစားခွင့်ကျွန်တော်ခံစားလိုက်ရတယ်ဗမာနိုင်ငံသားတစ်ယောက်ဟာဗမာနိုင်ငံမှာကျဉ်ကျက်နေပြီးတော့တခါမှမရောက်ဘူးတဲ့အင်မတန်စီကန်းကြီးပါတယ်ဇရွေးတောင်အရာမထွေးရဘူးဆိုတော့စင်ကာပူရောက်တဲ့အချိန်မှာကျွန်တော်တော်တော်လေးကိုလွတ်လပ်ပေါ်ပါသွားတယ် အဲ့ဒီကနေကျွန်တော်ပြန်လာသူသားတို့ကအဲ့ဒီကလီမန်တီမှာနေတယ်ပေါ့ဗျာနောက်တနေ့မနေ့ကိုကျွန်တော်အမတန်ပူပါနဲ့ကိုစီသူတို့ရဲ့ဘာကြီးဘာတွေပေါ့ဗျာသူအမေရဲ့အကိုဥတည်အေးကျွန်တော်တငယ်ချင်းရှိပါတယ်သူကကျွန်တော်တွေ့ဆိုတော်တော်ပူပါနဲ့လို့သူကဖုတ်ဆက်လာတယ်ဖုတ်ဆက်လာတဲ့အခါကျတော့ဥကုနီဘယ်လိုလဲအဆင်ပြေရလားဒါကျွန်တော်ကြုံလို့ပြောတာပါဥတည်အေးဘေးမှာဥကြည်မြင့်ရှိနေတယ်ဗမာပြည်မှာသူတို့ကကျွန်တော်ကလမ်းလျှောက်နေအဲ့ဒီအချိန်မှာတယ်လီဖုန်းဝင်လာတယ် ဟာဥက္ကုဏီဥက္ကုဏီဥဥတင်အေးရဲ့တာညင်းကြီးတန်လွင်ညင်းကြီးရှိုးဖုန်းကဝင်လာတယ်ညင်းကြီးကကျွန်တော်ဖုန်းပေးတယ်ဒီမှာသူ့အဖေကပြောချင်တယ်တဲ့ဆိုတော့ကျွန်တော်ကဖုန်းလေးကင်လိုက်တော့ဆရာပထမဦးဆုံးဆရာဥတင်ကျွန်တော်မေးတယ်မေးကွာဆရာဘယ်လိုလဲတဲ့အချိန်နေစင်ကာပူရောက်သွားတော့ကျွန်တော်ရဲ့ first trip ပထမဦးဆုံးနိုင်ငံရောက်ရောက်ဖို့တော့ကျွန်တော်ရဲ့ခံစားချက်ကလေးမေးချင်တော့ကျွန်တော်ကိုကျွန်တော်လူဆိုတာကျွန်တော်အခုမှသိရပါတယ်ဆရာလို့ကျွန်တော်ကတယ်လီဖုန်းထဲကနေပြောလိုက်တယ်ဆိုတော့ ခုတင်အေးကစပီကာဖုန်းဖွင့်ပြီးတော့ပြောနေတယ်။သူကသူ့ရုံးခန်းထဲကနေစပီကာဖုန်းဖွင့်ပြောနေတယ်။ဘေးမှာဥကြည်မြင့်ရှိတယ်။ဥကြည်မြင့်ကမြန်မာစားဆရာ။ကျွန်တော်ကလာကြီးခေါ်တယ်။ဟဲ့အောင်ကလာကြီးတဲ့။မင်းကိုမင်းလူဆိုတာအခုမှသိသလားကွာဆိုသူကဘေးကဝင်နောက်သေးတယ်။အဲ့တော့ကျွန်တော်ကဘာလို့ပြောချင်တာ